အားလုံးပဲမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအားကစားသတင်းတွေကိုချက်မယ်ဆိုတော့ Manchester City အသင်းကတော့ကလပ်တင်းရဲ့브라질တောင်ပိုင်းကစားသမားဖြစ်တဲ့ Savinho ကိုတော့2031တိကာလရှည်စာချုပ်အသစ်ထပ်တိုးနိုင်ခဲ့ပြီဆိုပြီးတော့မှ Manchester Evening News ကဖော်ပြထားတယ်အစောပိုင်းတော့ကစားသမားက City အသင်းကနေ truck ခွာသွားနိုင်တယ်ဆိုပြီးတော့သတင်းတွေတက်နေတယ်ဆိုပေမဲ့လို့ဒါကျွန်တော်တို့ပေါ့လေကစားသမားက City အသင်းမှာပဲကာလရှည်ဆက်ရှိဖို့ဆုံးဖြတ်ထားတဲ့အခြေအနေကြောင့်မလို့ City အသင်းရဲ့ကာလရှည်တက်တန်းတိုးဖို့ ကလမ်းမှုကိုလက်ခံခဲ့တယ်ဆိုပြီးတော့မှဖော်ပြထားတယ်။စီတင်းနဲ့ကျွန်တော်ကာလာရှီကြာပေါ့လေကျွန်တော်တို့ injury အခြေအနေကြောင့်မလို့ ACN တန်းရအခြေအနေကြောင့်မလို့ကလပ်သင်းရဲ့ပွဲစဉ်တွေကိုမပူးပေါင်းနိုင်ခဲ့တဲ့ Rory ကတော့လက်ရှိမှာကလပ်သင်းနဲ့ပူးပေါင်းနိုင်တယ်ဆိုပေမဲ့လို့အဲကျွန်တော်တန်းရအခြေအနေကဒီပေါ့လေဒီကြံ့ခိုင်မှုပိုင်းရပြည့်စုံခြင်းမရှိသေးတဲ့အခြေအနေကြောင့်မလို့ပွဲချိန်ပြည့်ပါဝင်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့မှ Pep Guardiola ကဖော်ပြထားတယ်။ Chelsea အသင်းကတော့ရေမသူတဲ့အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ကိုမိုအသင်းရဲ့အာဂျင်တိုင်းသားကစားသမားဖြစ်တယ်ပေါ့လေနီကိုဖာရက်စ်ကိုခေါ်ယူဖို့ကြိုးပမ်းလာတယ်ဆိုပြီးတော့ဖော်ပြထားတယ်လက်ရှိမှာတော့ချယ်ဆီအသင်းပါဝင်တစ်ဖက်ကရီယယ်မက်ဒရစ်တစ်ဖက်ကဒါပရီးမီယာလိဂ်ကလပ်တစ်သင်းဖြစ်တဲ့ထော်ရီယန်ဟော့စ်ပါအသင်းတို့ပါကပါပေါ့လေကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှကိုမိုအသင်းကတော့ကစားသမားရဲ့ပြောင်းရွှေ့ခြင်းကိုယူရိုတန်း80တတ်မှတ်ထားတယ်ဆိုပြီးဖော်ပြထားတယ်ရီယယ်မက်ဒရစ်အသင်းကတော့အစောပိုင်းကချယ်ဆီအသင်းရဲ့ အာဂျင်တိုင်းသားသားကွင်းလေကစားမဖြစ်တဲ့အာကျောင်းအန်ဆိုဖာနန်တက်ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပေမဲ့လို့လက်ရှိမှာတော့အန်ဆိုဖာနန်တက်တက်ဆိုင်ရင်ဒီမွိုင်းဆက်စ်ခိုင်းစီတို့ကိုပြောင်းလဲခေါ်ယူဖို့ရမထွတ်အတင်းဘက်ကစိတ်ဝင်စားနေရဆိုပြီးတော့မှ TBS Sport ကပေါ်ပြထားတယ်ဒါပေမဲ့လို့ချက်စီအတင်းကတော့အန်ဆိုဖာနန်တက်မွိုင်းဆက်စ်ခိုင်းစီတို့ကိုဘက်ကလက်ကိုမှရောင်းချသွားမှာမဟုတ်ဘဲနဲ့ကလပ်အတင်းမှာပဲဆက်ရှိဖို့ကြိုးပမ်းကြိုးပမ်းသွားမယ်ဆိုပြီးတော့မှပေါ်ပြထားတယ်ဆိုတော့ဒီဖက်မှာတော့ အစင်းအတင်းရဲ့ပေါ့လေဒါကျွန်တော်တို့ဒီနွေရီကမှချက်စီအတင်းစီကနေခေါ်ယူထားတဲ့ကလပ်တင်းရဲ့စပိန်ဂိုးသမားဖြစ်တဲ့ခီပါကိုတော့ January Transfer Window မှာလက်လွတ်ဆုံးရှုံးသွားရဖွယ်ရှိတယ်ဆိုပြီးတော့မှဒါကျွန်တော် London News ကဖော်ပြထားတယ်အမှန်တမ်းပြောရရင်တော့ကျွန်တော်တို့ဒီပေါ့လေအတင်းရဲ့ဂိုးသမားဖြစ်တဲ့ David Yaya ရဲ့ဘက်ကကစားသမားဖြစ်ဒါခီပါကိုခေါ်ယူခဲ့တာဖြစ်ပြီးတော့မှ လက်ရှိမှာကီပါကတော့ဆက်ဖာဗရီကတ်ကင်တွင်နေတဲ့ခူမိုအသင်းကခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့လည်းဖော်ပြထားတယ်။ဘာစီလိုနာအသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့မန်ချက်စတာစီးတီးအသင်းရဲ့နော်ဝေးတိုက်စစ်ကစားသမားဖြစ်တဲ့အေလင်ဟာလန်ကိုတော့မန်ချက်စတာစီးတီးအသင်းကကစားသမားရဲ့စာချုပ်ဖြတ်သိမ်းခြင်းအနေနဲ့ယူရိုတန်250ပေးမှခေါ်ယူနိုင်မယ်ဆိုပြီးတော့မှစီးတီးအသင်းဘက်ကဖော်ပြထားတယ်ဆိုပြီးတော့မှမာကာကဖော်ပြထားတယ်။ဆိုတော့အေလင်ဟာလန်ကိုယ်တိုင်ကစီးတီးအသင်းရဲ့အနာဂတ်မှာဆက်ရှိဖို့ကလာရှိစာချုပ်အသစ်ထပ်တိုးထားတဲ့ကစားသမားဖြစ်ပြီးတော့မှ ဘာစီလိုနာအသင်းကခေါ်ယူဖို့စိတ်ဝင်စားနာဖြစ်ပြီးတော့မှလက်ရှိမှာတော့ City အသင်းကကစားသမားရဲ့စာချုပ်ဖြတ်သိမ်းချက်ကိုယူရို350တက်မှတ်ထားတယ်ဆိုပြီးပေါ်ပြထားတယ်။ဘာစီလိုနာအသင်းကတော့ဒေါ်မွန်အသင်းရဲ့တောင်းပန်ကစားသမားဖြစ်တဲ့အထွန်ယာမီကိုခေါ်ယူဖို့ဒေါ်မွန်အသင်းစီကိုစုံစမ်းမှုတွေရှိခဲ့တယ်ဆိုပြီးတော့မှ Sky Germany ကပေါ်ပြထားတယ်။ဒါမှမဟုတ်ဒေါ်မွန်အသင်းကတော့ကလပ်သေးရဲ့ကစားသမားကိုစာချုပ်ဖြတ်သိမ်းချက်ယူရို380တက်မှတ်ထားတယ်ဆိုပြီးတော့ပေါ်ပြထားတယ်ဗောလေ။ City ရဲ့ထိပ်သီးကလပ်တစ်သင်းဖြစ်တဲ့ AC Milan အသင်းကတော့ January Transfer Window မှာ Liverpool အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ ဂျိုကိုမတ်စ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှမိုင်ရာစ်ကပေါ်ပြထားတယ်လက်ရှိမှာတော့ကစားသမားကိုလီဗာပူးအသင်းကရောင်းချဖို့ဂျိုးပန်းသွားမှာမဟုတ်ဘူးဆိုပေမဲ့လို့ဇန်နဝါရီ transfer window မှာတော့ AC Milan အသင်းကကစားသမားကိုအရခေါ်ဖို့ဂျိုးပန်းသွားဖို့ရှိတယ်ဆိုပြီးတော့ပေါ်ပြထားတယ်ပေါ့လေဆိုတော့ချစ်ရှုပေးခဲ့တဲ့တူတူရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်